ပြည်ပသို့ပို့ကုန်များတင်မိုးခဲ့ပြီးနိုင်ငံတော်သို့ပို့ကုန်ရငွေအပြည့်အဝပြည့်လည်ပေးသွင်းမှုမရှိတဲ့အပြင်မြန်မာနိုင်ငံပေမျိုးစုံပြောင်းတဲ့နှက်ကုန်တဲ့များအသင်းမှတောင်းရှိသူများအားဆဲဆုံချောက်ချောက်ခဲ့သူများကိုဖမ်းဆီးအယူထားကြောင်းသိရပါတယ်။နိုင်ငံတော်အစိုးရအနေနဲ့ နိုင်ငံတော်ရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက်ဂျိုးပန်းဆောင်လျက်ရှိရာမှာစီးပွားရေးလုပ်ငန်းရှင်အချို့မှ၎င်းတို့ရဲ့ကိုဂျိုးစီးပွားကိုသာရှေ့ရှုပြီးနိုင်ငံတော်ရဲ့စီးပွားရေးနဲ့ငွေကြေးမူဝါဒများကိုကမောက်ကမဖြစ်စေရန်ရည်ရွယ်ပြီးမတမာတဲ့နီလန်များနဲ့ဆောင်ရွက်လျက်ရှိကြောင်းတာဝန်ရှိသူများကသတင်းရရှိခဲ့ပြီး၎င်းတို့အားဖော်ထုတ်ရေးယူဆောင်ရွက်လျက်ရှိကြောင်းသိရပါသည်။အရိကေစာနဲ့ဆက်လင်းပြီးစုံစမ်းဖော်ထုတ်ခဲ့ရာ ရုံတိုင်းဒေသကြီးဗဟန်းမြို့နယ်ကဘာအေးဖျားလန်းပလဲကွန်တိုအမှတ်803ဘီမှာရုံငန်းဖွင့်လှစ်ထားတဲ့မဟာနဒီ International Company Limited မှဒါရိုက်တာများဖြစ်တဲ့ဥယေမင်းလွင်ဒေါ်ကွန်ဒီဒေါ်ဖြူဖြူစင်ဒေါ်မြင့်မြင့်လှိုင်နဲ့ဒေါ်ခင်စန်းတီတို့ဟာ2022ခုနှစ်မှ2024ခုနှစ်အတွင်းပြည်ပသို့ American Dollar 52တန်းကျော်တန်မှုရှိမက်ပေးများတင်ပို့ခဲ့ပြီးနိုင်ငံတော်သို့ပို့ကုန်ရောင်းငွေ American Dollar တန်း40ကျော်ပြန်လည်ပေးသွင်းရန်ကြံရှိလျက်ရှိကြောင်း ဦးနရီထိုတူဦးဟင်နရီခင်မောင်းနဲ့ဒေါ်ပြူပြူစင်တို့နှစ်ဦးအမည်နဲ့တည်ထောင်ထားတဲ့ RK Shipping and Trading Company Limited အနေနဲ့လည်း2022ခုနှစ်မှ2024ခုနှစ်အတွင်းပြပသော American Dollar 9.5သန်းကျော်တန်ဖိုးရှိမက်ပေးများတင်ပို့ခဲ့ပြီး American Dollar 2သန်းကျော်နိုင်ငံတော်သို့ပြန်လည်ပေးသွင်းခဲ့ခြင်းမရှိကြောင်းသိရပါသည်။ ထပ်မံစစ်ဆေးတွေ့ရှိချက်များအရာဦးဟင်နရီခင်မောင်ရဲ့တားဖြစ်သူဦးရဲမဲလွင်နဲ့ခင်မင်းရင်းနှီးတဲ့ဦးဘိုးဘိုးတန့်ရဲ့တောသားကြီးကုမ္ပဏီလီမိတက်အပြီးခံပြီး2024ခုနှစ်အတွင်းပြည်ပသို့အမေရိကန်ဒေါ်လာ10သန်းကျော်တန်ဖိုးရှိမက်ပဲနဲ့ပဲစင်းကုန်များကိုတင်ပို့ခဲ့ပြီးပို့ကုန်ရငွေအမေရိကန်ဒေါ်လာ9.3သန်းကျော်မှာနိုင်ငံတော်သို့ပြန်လည်ပေးသွင်းရန်တန်ရှိနေကြောင်းထို့အတူဦးရဲမင်းလွင်ဟာ Ocean Lion King Company Limited အမည်ကိုအသုံးပြုပြီးပေးမျိုးစုံတင်ပို့လျက်ရှိကြောင်းသတင်းရရှိလာကြောင်းထပ်မံစစ်ဆေးခဲ့ရာ2022ခုနှစ်မှ2024ခုနှစ်အတွင်းပြပသော American Dollar 1.6တန်းကျော်တန်ဖိုးရှိမှတ်ပေးများကိုတင်ပို့ခဲ့ပြီးနိုင်ငံတော်သို့ပို့ကုန်ရငွေများပြန်လည်ပေးသွင်းရန်ကြေညာလျက်ရှိကြောင်းတွေ့ရှိရတယ်လို့ထုတ်ပြန်ကြမှာပါရှိပါသည်။ ဒါအပြင်ဦးရဲမင်းလင်းဟာနိုင်ငံတော်သို့ပို့ကုန်ရောင်းဝယ်များပြန်လည်ပေးသိမှုမရှိတာကြောင့်၎င်းရဲ့ကုမ္ပဏီများအားပို့ကုန်သွင်းကုန်နိုင်စင်ပေးသိခံရမှုအပေါ်ကျေနပ်မှုမရှိတာကြောင့်ပေးမျိုးစုံရောင်းဝယ်တဲ့လုပ်ငန်းလုပ်ကိုင်ရဲ့အတွက်ကုန်တယ်များ၊ပွဲစားများ တောင်သူများချိတ်ဆက်ဆောင်ရွက်ရရှိတဲ့ Online Plus မြန်မာ Association အမည်ရှိ Viber Group မှာမြန်မာနိုင်ငံပေမျိုးစုံပြောင်းနေနှန်းကုန်တဲ့များအသင်းမှတောင်ရှိသူများကိုရုံရင်ကျန်းတန်းစွာဆဲဆိုခြင်းအသက်အန္တရာယ်ချင်းချောက်တဲ့စာသားများရေးသားဖော်ပြခြင်းများဆောင်ရွက်ခဲ့တာကိုစစ်ဆေးတွေ့ရှိခဲ့ရကြောင်းသိရပါတယ်။ဒါကြောင့်ပြည်ပသို့ပို့ကုန်များတင်ပို့ခဲ့ပြီးပို့ကုန်ရောင်းဝယ်ပြန်လည်ဝင်ရောက်ခြင်းမရှိခဲ့တဲ့ကုမ္ပဏီများမှတောင်ရှိသူများဖြစ်တဲ့ဦးရဲမင်းလွင်ထွက်ပြေးတင်းရှောင်းဒေါ်ကွန်တီထွက်ပြေးတင်းရှောင်းတော်ဖြူဖြူစီထွက်ပြေးတင်းရှောင်း ဒေါ်ပြင်းမြင့်လိုင်ဖမ်းမိဒေါ်ခင်စန်းတီဖမ်းမိဦးဟင်နရီခင်မောင်ဖမ်းမိဥပပိုတက်ဖမ်းမိနဲ့ဦးထေးကိုထွက်ပြေးတိတ်ဆောင်လို့ရှိဦးနဲ့အသေးမတာဝန်ရှိသူများကိုရုံရင်ကြမ်းတမ်းစွာဆဲဆိုခြင်းအသက်အနည်းချင်းချင်းချင်းများဆောင်ခဲ့သူဦးရဲမင်းတွင်ထွက်ပြေးတိတ်ဆောင်လို့အပေါ်၎င်းတို့ကျွလွန်ခဲ့တဲ့ပြစ်မှုများအလိုက်ထိရောက်စွာအေးအေးသွားမှဖြစ်ကြောင်းသိရပါသည် ၎င်းတို့ဟာနိုင်ငံတော်သို့ပေးသွင်းရမယ့်ပို့ကုန်ရောင်းဝယ်များကိုပေးသွင်းရန်ပြတ်ခတ်ခဲ့တဲ့ပြင်ရရှိတဲ့ပို့ကုန်ရောင်းဝယ်များအားဖျောက်ဖျက်ဆောင်ရွက်ထားကြောင်းတနင်္လာဖြစ်ပွဲတွေ့ရှိရတာကြောင့်၎င်းတို့ရဲ့ပိုင်ဆိုင်မှုများအပေါ်ငွေကြေးခွာချမှုတိုက်ဖျက်ရေးဥပဒေအရလည်းထိရောက်စွာရေးယူနိုင်ရေးဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းဒါအပြင်နိုင်ငံတော်ရဲ့စီးပွားရေးနဲ့ငွေကြေးမူဝါဒများတည်ငြိမ်စေရတဲ့အတွက်ပို့ကုန်ရောင်းဝယ်ပြည်လဲပေးသွင်းရန်ပြတ်ခတ်တဲ့အခြားကုမ္ပဏီများကိုလည်းဆက်လက်ဖော်ထုတ်ရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်းသိရပါတယ်။